တခါတော့ပုံနာကြီးတူဟာသူစိတ်သားစားမယ်ဆိုတဲ့အကြံနဲ့စိတ်ကြီးတကောင်ထမ်းပြီးတော့လာတာပေါ့နော်အဲ့တော့လန့်တူတဲ့လူလိန်သုံးယောက်ကဟာဒီစိတ်သားတော့ငါတို့ဒီစိတ်ကြီးတော့ငါတို့စားကျင်တယ်ဆိုပြီးတော့ကြံရအောင်ဆိုပြီးတော့ကြံကြအဲ့နဲ့သူတို့အင်ဂျီတွေဘာတွေလဲပြီးတော့သုံးယောက်လူစုခွဲပြီးတော့ခြုံပုတ်တွေတွေကနေပုံနာကြီးလာမယ်လမ်းမှာစောင့်အဲ့နဲ့ပုံနာကြီးလာတဲ့အခါမှာခြုံပုတ်ထဲကလူလိန်တယောက်ကထွက်လာအိုးအသင်ပုံနာကြီးတွေဘာလို့ခွဲသေးရထမ်းလာတာလဲအဲ့လိုလက် ခွဲသိမ့်ရောဘာလို့ထမ်းလာလဲပုံနိုင်ဆိုပုံနိုင်ကကြောင်သွားဟာငါထမ်းလာတာစိတ်ပါဒီကောင်ပါမင်းဘာတွေလာပြောနေတာလဲမင်းယူများယူနေလားငါထမ်းလာတာစိတ်လေဘာခွေးလဲမဟုတ်တာတွေလာပြောမနေနဲ့သွားသွားသွားအဲ့ဒီပုံနိုင်ကဆက်လျှောက်လာနောက်ထပ်ဂွေးတကွေးရောက်တဲ့အခါမှာချုံမုတ်ထေးကနေနောက်ထပ်လူလေးတယောက်ထွက်အိုးအသင်ပုံနိုင်ဘာဖြစ်လို့နွားသေးယူထမ်းလာတာလဲနွားယူဘာလို့ထမ်းလာပုံနိုင်ကြီးနွားယူဘာလို့ထမ်းလာတာလဲပုံနိုင်ကြီးထက်ကြောင်သွားပြန်ဟာမဟုတ်သေးပါဘူးငါထမ်းလာတာစိတ်ပါဒီကောင်ပါလေးလာပြောနေတာ မင်းဘာတွေလာပြောနေတာလဲငါထမ်းလာတာစိတ်ကြီးလေဘယ်နဲ့နွားတော့ဆိုပြီးတော့ပုံနှိုက်ရဆက်လျှောက်စိတ်ထက်ကတော့တိတ်တော့မဟုတ်တော့ဘူးပေါ့စိတ်ကတိတ်ကတိကောက်ဖြစ်အဲနောက်ထပ်ချုံပုတ်တနေရာရောက်တဲ့အခါမှာနောက်ထပ်တနေရာမှာချုံပုတ်ထက်ကနေနောက်ထပ်လူလိန်ကြီးတယောက်ထွက်သွားလဲထွက်လာပြီးတော့ပုံနှိုက်ကြီးကိုပြောပုံနှိုက်ကြီးဘာဖြစ်လို့မြည်တဲ့ကြီးကိုထမ်းလာတာလဲဟာမြည်တဲ့ကြီးကိုဘာလို့ထမ်းလာလဲပုံနှိုက်ဆိုပုံနှိုက်ထက်ကြောင်တော့ငါငါထမ်းလာတာစိတ်ပါပုံနှိုက်ဒီခါကျတော့စိတ်ကတော်တော်ချောက်ချားသွားပြီဟာမဟုတ်တော့ဘူး တယောက်ကလည်းခွေးလို့ပြောတယ်တယောက်ကလည်းနွားလို့ပြောတယ်တယောက်ကလည်းမြီးလို့ပြောတယ်ငါထမ်းလာတာစိတ်မဟုတ်ပဲတရေများထမ်းမိလာတာလားမသိဘူးအဲ့ဒီစိတ်သိယပြစ်ချပြီးတော့ထွက်ပြေးပါလေရောအဲ့ကြတော့ခုနလူလိမ့်တော့ကထွက်လာပြီးတော့မှအဲ့ဒီစိတ်ကြီးကိုပျော်ပျော်ပပယူဆောင်ပြီးတော့စိတ်သားဟင်းကိုသုံးဆောင်ကြလေတည်းပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပုံမြင်လေးကနေ lesson story ဘာရလဲဆိုတော့ကျွန်တော်ဘဝမှာကျွန်တော်သူများတွေပြောတဲ့အရာတွေ ။နောက်ပဝင်းကြီးမှာရှိနေတဲ့ information တွေ data တွေဒါတွေအားလုံးကကျွန်တော်တို့တို့ပြောတဲ့ယုံလို့မရအောင်ကျွန်တော်တို့ကကိုယ့်ရဲ့ကိုပိုင်ဉာဏ်အသိဉာဏ်နဲ့ဆင်ញင်မှုလို့ရတယ်။ဒီနေ့ခေတ်နည်းပညာခေတ်မှာပိုတော်အရေးကြီးတယ် technology နည်းပညာအရေးကြီးတယ်။အဲ့တော့ကျွန်တော်တို့က technology ရှိနော်ကျွန်တော်တို့က AI ကြီးအားကိုးနေလို့မရအောင်။အဲ Chat GPT အကုန်မေးတယ်။ तू तू ပြ तू ပြောတဲ့အကုန်မှန်တာမဟုတ်ဘူး။တခါတည်း तू ကမွေးငါးတဲ့ကိုရေနံစီထည့်ရထဲခိုင်းနေတာ။နော်ကျွန်တော်တို့။ဆိုတော့ management စီမံခန့်ခွဲမှုဆောင်ရွက်တဲ့သူတွေဟာ ပဝင်းညင်ကနေရလာတဲ့သတင်းအချက်အလက်တွေအကုန်ယုံလို့မရအောင်။နောက်နည်းပညာနဲ့ပတ်သက်တဲ့ report တွေသတင်းအချက်အလက်တွေကိုကိုယ့်ရဲ့အသိဉာဏ်နဲ့ချင့်ချိန်ပြီးယုံဖို့လိုတယ်။ normal လို့ဆိုလို့ကတော့ခုနပုံနာရင်းလို့အမားတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်စီမံခန့်ခွဲမှုဆိုင်ရာကိုခံကောင်းကျင်တဲ့သူတွေအနေနဲ့ဒီနေ့နည်းပညာခက်မှာ အချက်လက်တွေသတင်းအချက်လက်တွေကိုကိုယ့်ရဲ့စဉ်ညုံတရားနဲ့ပေါင်းဆက်ပြီးတော့မှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့လိုအပ်တာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူကြီးတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ဒီစီဇန်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီစီဇန်မှာပါဝင်ရင်ကျွန်တော်တို့အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ငါးအုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်အောင်မြင်မှုတို့လမ်းမများ ်မင်္ဂလာရှိစွာအောင်မြင်ခြင်းကိုရီကိုသွေးမြင့်မားစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြမဟန် marketing စာအုပ်၅အုပ်ကိုတယောက်ကိုတောင်းအောင်နဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်အဲ့တနန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတနန်းတစ်မျိုးပဲဖွင့်ပါတယ်။เนาะကျွန်တော်တို့အခုလာမယ်ကျွန်တော်တို့ဆယ်လာပိုင်းမှာဖွင့်မှာကတော့ online ရောဆယ်လာပိုင်းတော့အပြင်ရောဆက်တလာပိုင်းရောက်သွားမယ်ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တန်းအသစ်တစ်ခုဖြစ်တဲ့ certificate in general business management CYE စီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်ပါတယ်အဲ့တော့ CYE စီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့လူကြီးလူငယ်မျိုးတို့မဆိုတက်နိုင်ပါတယ် certificate level မိတ်ဆက်ပြီးတော့မှ CYE လုပ်ငန်းတစ်ခု level လောက်ကံမှုတို့လိုအပ်တဲ့ marketing HR operation management စတဲ့ဘာသာရပ်တွေကို မိတ်ဆက်တင် जा ပြီးမှာဖြစ်ပါတယ်။ဒါအပြင်ခေါင်းဆောင်မှုပညာ၊စကားဆွမ်းရည် personal branding စတဲ့ဘာသာရပ်တွေကိုလည်းဖြည့်ဆွတ်ပြီးတော့တင် जा ပြီးတော့မှာဖြစ်ပါတယ်။ online တင်တဲ့ကတော့အခုလာမယ့်၁၀လပိုင်း၂၈ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ် data မှမစိုးတက်နိုင်တယ်။နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ထားပြီးမှာဖြစ်ပါတယ်။တင်တဲ့ကလာတလားပြီးသွားတဲ့အတိုင်း group ကိုမဖြတ်ဘဲထားထားပြီးမှာဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်တယ်။ live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live လင်းတက်မှာဖြစ်တယ်။ကျွန်တော်တို့တဦးချင်းတွေ့ပြီးစိတ်ကြိုက်မေးခွန်းတွေမေးနိုင်တယ်။တစ်ခါသင်3နာရီလောက်ကြာတယ်။အဲ့ဒီ live ကိုလည်းကျွန်တော်တို့ကဒီ live lecture ကိုလည်းမတက်ဖြစ်နဲ့မပူနဲ့နောက်ရမှာ recorded video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာပြန်တင်ထားပေးမှာဖြစ်ပါတယ်။တနင်္ဂနွေတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးပါမယ်။အပြင်လူတွေတင်တဲ့ကတော့17လပိုင်းနဲ့ရောက်သွားမယ်။17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွင်းနေ့ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိ ရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်ရဲ့ AML တင်နန်းကျောင်းမှာကျွန်တော်တို့နှစ်ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်။အဲ့တော့လူချင်းတို့ online တင်နန်းပဲတက်ချင်တက်ချင်အပြင်တင်နန်းပဲတက်ချင်တက်ချင်မြန်မာနိုင်ငံသူတွေဆိုရင်နာမည်ရဖုန်းနံပါတ်ရကောမန့်မှာမေးနဲ့ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီလေးညီမတွေကဆက်သွယ်ပေးပါမယ်။အခုအစည်းအဝေးကိုကြည့်တဲ့သူတိုင်းကိုကျွန်တော်တို့10% discount special အထူး discount ပေးထားပါတယ်။ နိုင်ငံခြားသူတွေကတော့နိုင်ငံခြားကပါတင်နဲ့တက်ချင်ပါလို့ရည်ရပေးပါကျွန်တော်တို့ team ကဆက်သွယ်ပြီးပါမယ်လိုအပ်တဲ့အချက်လက်တွေပို့လိုက်မယ်ငွေလွှဲပြီးပြန်ပို့လိုက်ရင်ကျွန်တော်တို့က group ထဲကိုဝင်လို့ရအောင်ဆက်လက်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်အဲ့တော့တင်နဲ့နဲ့ပတ်သက်ဂရီ၃ခုပေးနိုင်တယ်မြန်မာလူတင်ပေးမယ်မပြင်းအောင်တင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်တင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်အခုပဲသတင်းအချက်လက်တွေကိုစီမံခန့်ခွဲမှုစင်ဂျင်တို့တရားနဲ့ပေါင်းဆက်ပြီးအောင်မြင်မှုစီချီတက်လိုက်ကြပါစို့ we must work together we must build our nation